okay. After 20 years at Liverpool Football Club, I'll be leaving at the end of the season. လောဒင်းကနေထွက်ခွာတော့မယ့်အကြောင်းအတီဗီပြောဆိုလိုက်တဲ့လာဇနာအာနိုအလာဇနာအာနိုဟာသူ့ရဲ့စာချုပ်တရံကုံဆုံးတဲ့အချိန်မှာလောဒင်းကနေထွက်ခွာဖို့အတွက်ဆုံးဖြတ်ထားကြောင်းအသိန်းကိုတီးပြီးခဲ့ရတဲ့အကြောင်းရင်းရှင်းလင်းဖွင့်အောင်ပြောဆိုလာပါတယ် အင်္ဂလန်လေဝစီဇာမာကလာအတန်ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက်ဒိန်လာနေမှာတော့ရာသီအကောမှာအန်ဖီကနေထွက်ခွာတော့မှဖြစ်ကြောင်းအတီးဗျူးကြေညာခဲ့တာလည်းပဲဖြစ်ပါလိမ့်။အတန်ကြောင်းနဲ့အရွယ်ကလေးကဇာလာကနေအန်ဖီကိုဆုံခွာပြီးတော့စိန်ခေါ်မှုအစ်တတွေရင်ဆိုင်လာတော့မှလည်းပဲဖြစ်ပါလိမ့်။ဒီလိုပဲလေဘောက်တဲ့ကနေထွက်ခွာဖို့ဆုံးဖြတ်လာတဲ့ထွက်လန်ဇာရအာနုကိုအချို့ကလည်းပြင်းထန်ဝေဖန်ပြောဆိုနေကြတာဖြစ်ပါလိမ့်။ ဒေါ်လာစနာအရောကတော့လဘဘောအသိန်းတွေ352ပွဲကစားပြီး23ဂိုးသွင်းယူကအဓိကဆုပလာ၈လုံးလဲရယူပေးနိုင်ခဲ့တာလည်းဖြစ်ပါလေ။ထရန်လာစနာအရောကပထမဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့ဒါကတော့လွယ်ကူတဲ့ဆုံးဖြတ်ချက်တော့မဟုတ်ပါဘူး။အများကြီးစဉ်းစားပြီးမှခန်းစားချက်တွေအများကြီးနဲ့ဆုံးဖြတ်ခဲ့ရတာပါ။ကျွန်တော်ဒီမှာနှစ်20ကြာနေခဲ့ပြီးမိနစ်တိုင်းကို ချင်းမြတ်နိုးခဲ့ပါလေ။ကျွန်တော်ရဲ့အိမ်မက်တွေအားလုံးကျွန်တော်ဒီမှာလိုချင်ခဲ့သမျှအရာအားလုံးအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ပါလေ။ နှစ်20လုံးလုံးနေစဉ်နေတိုင်းအရာလုံးကိုပေးဆက်ခဲ့ပြီးတဲ့နောက်မှာကစားမတယောက်အနေနဲ့ရောလူတယောက်အနေနဲ့ပါကျွန်တော်တို့အပြောင်းအလဲတစ်ခုစိန်ခေါ်မတဲ့တစ်ခုလိုအပ်တယ်လို့ခံစားလာတဲ့အချိန်တစ်ခုကိုရောက်ရှိလာခဲ့ပါလိမ့်။ဒါကြောင့်အခုအချိန်အောင်ကျွန်တော်တို့ဒီလိုလုပ်ဖို့အတွက်အသင့်တော်ဆုံးအချိန်လို့ကျွန်တော်ထင်ပါလိမ့်။ဆိုတော့ကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကဘာတွေဖြစ်လာမလဲဘလိုပုံစံဖြစ်မလဲဆိုတာနဲ့ပတ်သက်ပြီးစုညံတန်တွေလည်းအများကြီးရှိကြတာကျွန်တော်သိပါလိမ့်။ချိုးကစောစောပြောသင့်တယ်လို့ပြောကြပါလိမ့်။ အချို့ကလည်းအချိန်ကောင်းကိုစောင့်နေကြတယ်လို့ပြောကြပါပါဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကတော့အာယုံစူးစမ်းမှုကအမြဲတမ်းကွင်းထဲမှာပဲရှိတည်နေဘောလုံးအကြောင်းပဲဖြစ်တည်နေလို့ခန်းစားမိပါလိမ့်ကျွန်တော်ချန်ပီယံစုအတွက်ပြန်ဆန်နေတဲ့အချိန်စူပလောက်တွေအတွက်ကြိုးစားနေတဲ့အချိန်မှာအသင်းအတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချမှတ်ဖို့နဲ့အသင်းကိုအာရုံမပြောင်းသွားအောင်ကွင်းထဲမှာလှုပ်ဆောင်မှုတွေကိုအနှောင့်အယှက်မဖြစ်အောင်လုပ်ဖို့ကအရေးကြီးပါလိမ့် ျွန်တော်တို့တော့ရာသီတမျိုးတစ်ပုံပြီးဆုံးသွားတဲ့အချိန်မှာလောဘအတွဲအမြဲတမ်းစဉ်းစားခဲ့ပါလေ။နောက်ဆုံးပွဲမှာမဟုတ်ဘဲတကယ်တမ်းစားတဲ့အခါမှာဘာဆိုဘာမှမကြံတော့တဲ့အချိန်ပေါ့။အခုကျွန်တော်တို့လေးချန်ပီယံဆုကိုရောက်ယူနိုင်ခဲ့ပြီးအောင်ပွဲခံနိုင်ခဲ့ပါပြီ။ဒီလိုအမခံအောင်မြင်မှုကိုဂုံပြူနိုင်ခဲ့ပြီးဆိုတော့အခုအချိန်အားရင်းနှီးကအပူကိုထုတ်ပြောဖို့အတွက်ပရိသတ်တွေကိုအမှန်တရားကို ပြောပြဖို့အချိန်တန်ပြီလို့ခံစားမိတဲ့အတွက်အခုလိုကြေညာလိုက်တာပါ။လဘုံသေးမှာဆက်နေဖို့အတွက်ဖြစ်နိုင်ရှိရှိခဲ့လားဆိုတော့ရအောင်ပြပါ အခွင့်အလမ်းတွေအကြီးကြီးရှိခဲ့ပါလေ နေပြည်တော်နဲ့နေပြည်တော်အဖွဲ့ဝင်တွေနဲ့ကလပ်တွေရဲ့ခြေဆက်မဲ့ခီးစဉ်အတွေ့ကျွန်တော်မှယုံကြည်မှုအပြည့်ရှိခဲ့ပါလိမ့်ကျွန်တော်ရာသီတိုင်းမှာထမယံစုတွေစုလားတွေအတွက်ဆက်ပြီးတော့တိုင်းပွဲမဝင်နိုင်တော့ဘူးလို့ထင်လို့ထွက်တာလုံးဝမဟုတ်ပါဘူးဘာလို့လဲဆိုတော့နေပြည်တော်နဲ့ပထမဆုံးစတွေ့ကလေးကတူအောင်အောင်နိုင်သူတယောက်အရာရာကိုအောင်မြောင်လှုပ်ဆောင်ခြင်းနဲ့သူဆိုတော့ကျွန်တော်သိခဲ့ပါလိမ့်ဒီရာသီကျွန်တော်တို့ဇာမုံကိုကြည့်လိုက်ရင်လည်းဒါကိုခင်ဗျားတို့လည်းမြင်တွေ့မှာပါဒါကြောင့်အဲ့ဒီအပေါ်ယုံကြည်မှုမရှိလို့မဟုတ်ပါဘူး အဒီကကျွန်တော်လိုအပ်တယ်လို့ခံစားလာရတဲ့အရာအဲ့ဒါကအပြောင်းလဲပါပဲဒါလူတယောက်အနေနဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်ခရီးလမ်းမှာလုပ်ဖို့လိုအပ်တဲ့အရာဖြစ်သလိုကစားမတယောက် professional တယောက်အနေနဲ့အခြားတနေရာမှာကိုယ့်ကိုယ်ကိုစင်ကော်ဖို့လည်းလိုအပ်ပါလိမ့်မတူညီတဲ့ဘောင်းရီတစ်ခုကစင်ကောမှုကအစားမတယောက်အနေနဲ့ကျွန်တော်လုပ်ဖို့လိုအပ်တဲ့အရာလို့ကျွန်တော်ခံစားမိပါရီပရိသတ်ကြီးဆေးပြက်နေမယ်ဆိုတော့ရောင်းလို့မြေကျွန်တော်နားလဲပါရီကျွန်တော်လည်းဒီမှာတစ်သက်လုံးဒီကလပ်ရဲ့ပရိသတ်တယောက်ပါဒီကလပ်ကကျွန်တော်ကိုအရာအလုံးလုံးဆောင်ခွင့် အောင်မြင်မှုတွေအားလုံးကိုရယူပေးခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်နားလည်ပါတယ်။ငငယ်ရောက်ကိုချစ်တဲ့အသိအတွေဇူလာတွေယူပေးခဲ့တဲ့ဇာမတွေထွက်ကွာသွားတာကိုမြင်ရတဲ့အခါမှာကိုကြည့်ခဲ့ရတဲ့ဇာမတွေနဲ့တနည်းနည်းဆက်ဆက်မှုခံစားရပါတယ်။သူသဖြင့်သူတို့ဟာကလပ်အတွက်အောင်မြင်မှုတွေယူဆောင်ပေးလာတဲ့အခါပို့ပြီးတော့ဆိုးလို့တာပေါ့။ဒါကြောင့်မလို့ကျွန်တော်ဒီခံစားချက်ကိုလုံးဝကိုနားလည်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းခံစားပြီးတော့ဒီသတင်းဟာတူတော်တော်များများစိတ်ပြည့်စေမယ်။ဒေါသတွေထွက်စေမယ်။ ဝမ်းနဲ့စီမင်းစသဖြင့်ပေါ်လေးကျွန်တော်လုံးဝနားလေပါလေအရီချက်ကလည်းဆုံးမရရချတဲ့အခါမှာထဲ့သွင်းစဉ်းစားတဲ့အရာတွေတဲကတခုပါပဲဒါကခမည်းလို့ချင်တဲ့အရာမဟုတ်ပါဘူးလူမျိုးကိုစိတ်ပြက်စေတယ်မျက်နှာပြက်စေတယ်လို့ခံစားတဲ့အခိုက်အတန့်ဘယ်တော့မှမကြုံနေပါဘူးဒါပဲလည်းကျွန်တော်ကိုယ့်အတွက်ဆုံးမရချက်ချခဲ့ရတာပါဒါပါပဲဒါကခက်ခဲတဲ့ဆုံးမရချက်တခုပါပဲကျွန်တော်စေထဲမှာထိန်ကြောင်ကြီးရှိနေကြတဲ့ကိစ္စပါဒါပဲလည်းအခုရင်ထဲကထုတ်ပြောလိုက်နိုင်တော့ဝန်တော့ပေါ့သွားသလိုခံစားလိုက်ရပါတယ် ပရိသတ်တွေအနေနဲ့ကျွန်တော်ဘဲမှာရက်တီနေတယ်မှန်တရားဟာဘာလဲဆိုတာကိုသိဖို့အရေးကြီးတယ်လို့ထင်ပါလေပြီးတော့ယူသားပြောမယ်ဆိုရင်စိတ်ထဲပေါ်လာတဲ့ဇကလုံးဟာအချစ်ပါပဲကျွန်တော်ငငယ်ကလေးတွေကနေဒီကလပ်ကိုချစ်ခဲ့တာအဲ့ဒီအချစ်ကနေနေရစင်းနဲ့အမျှတီးထွားလာခဲ့တာပါဒီကလပ်ဟာကျွန်တော်လိုချင်ခဲ့သမျှအရာအလုံးအောင်မြော်လို့ဆောင်ခွင့်ပေးခဲ့ပါလေကျွန်တော်ရဲ့အကြီးမားဆုံးအိမ်မက်တွေထက်ပိုတဲ့အရာတွေကိုအောင်မြော်လို့ဆောင်ခွင့်ပေးခဲ့ပါလေကျွန်တော်ကိုပေးရခဲ့တာတွေ ဘယ်တော့မှကျေးဇူးဆက်လို့ကောင်းမှာမဟုတ်ပါဘူးဒါကိုလုံးဝပေါ်လီပေါ်ဆနဲ့မတွေ့ပါဘူးဒါပေမဲ့ကျွန်တော် ပြောခဲ့သလိုပါပဲနောက်ဆုံးတော့ကျွန်တော်ဆုံးဖြတ်ချက်တစ်ခုချခဲ့ရပြီးဒါရန်ကိုခက်ခဲခဲ့ပါလိလူတွေနေနဲ့ကျွန်တော်ကလပ်အတွက်အရာလုံးပေးဆက်ခဲ့တဲ့နှစ်20လုံးနေစဉ်နေတိုင်းအရာအလုံးပေးဆက်ခဲ့တဲ့ဆွာကိုမြင်နိုင်နားလည်နိုင်မယ်လို့မျှော်လင့်မိပါလိကျွန်တော်အရာအလုံးစတီးခဲ့ပါလိအသိအပွဲနိုင်ဖို့အတွက်ကြိုးစားမှာလိုအပ်သမျှအရာအလုံးကျွန်တော်လှုံ့ဆော်နိုင်ခဲ့ပါလိဘာပဲဖြစ်ဖြစ်ဒါဟာဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ပါဘူး ျွန်တော်ထာဝရဒီကလပ်ရဲ့ပြိဿတရားဖြစ်နေမှာပါအဲ့ဒါဟာပြောင်းလဲမှုရှိမှာမဟုတ်ပါဘူးကျွန်တော်မြေရန်ပွဲတွေကိုကြည့်နေမယ်အိုးဝေးကနေကျွန်တော်အားပေးနေမှာပါဒါပေမဲ့ကလပ်ရဲ့အစားမတယောက်အနေနဲ့တော့အခုအချိန်မှာကျွန်တော်ရှေ့ဆက်ပြီးအခြားတနေရာမှာကိုယ့်ကိုယ်ကိုစင်ခေါ်ဖို့အတွက်အထင်တန်ပြီလို့ကျွန်တော်ထင်ပါတယ်ဆိုတော့ကျွန်တော်တို့တော့ဒါဟာအမြင့်ဆုံးနေရာမှာရှိပါတယ်ဘောမှာဒီလိုခိုင်တံမျိုးအနေငယ်ပဲရနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဘောလုံးဟာပေးတဲ့အထူးခံစားချက်မျိုးပေါ့ ဒါကျွန်တို့အတွေ့ပြီးခဲ့တဲ့6နှစ်9နှစ်လောက်ကတည်းကရည်မှန်းချက်ပြည့်မှန်ဖြစ်ခဲ့တယ်လို့ထင်ပါတယ်။သူတို့ပြင်ပရိသတ်မှာပါပဲချန်ပီယံဖြစ်ခဲ့ရတာ2019-20ရာသီအဲဒီတုန်းကပရိသတ်တွေနဲ့အတူချန်ပီယံဖြစ်ဖို့ကျွန်တို့ကိုပိုးပြီးတော့တွန်းအားပေးခဲ့တဲ့အရာတစ်ခုပါပဲ။အင်ဂွင်းအန်ဖီမှာချန်ပီယံဖြစ်ရတာကကျွန်တော်ရဲ့အိမ်မက်တစ်ခုပါ။ငယ်ငယ်လေးတွေကဒါကိုအိမ်မက်မဲ့ခဲ့တာပေါ့။လဘဘူအတွဲအန်ဖီမှာပရီးမီယာလိချန်ပီယံဆုရယူခဲ့တာကကျွန်တော်ရဲ့စိတ်ထဲမှာအချိန်ချင်းမြင်အောင်ခဲ့တဲ့အရာပေါ့ ဒါပေမဲ့လည်းတော်ရန်နဲ့ပွဲမှာအဲ့ဒါကိုအမှန်တကယ်အောင်မြောင်လှုပ်ဆောင်နိုင်ခဲ့တာကကျွန်တော်အတွက်အမြင်မှဆုံးပါပြီ။ဘယ်တော့မှမေ့မှမဟုတ်တဲ့ခံစားချက်ကြီးပါပြီ။ဒါဝရတယူတရနဲ့ထင်းထင်းထားနေမဲ့အရာပဲပေါ့။ဆိုတော့ကျွန်တော်တို့ပွဲတွေဆက်နိုင်နေဖို့မျှော်လင့်ပါလေ။ဒီစုညံအထံတွေအားဒီရာဒီမှာကျွန်တော်တို့ရရှိခဲ့တဲ့အောင်မြင်မှုတွေကိုဖုံးလွှမ်းမသွားစေချင်ပါဘူး။ဒါအမကန်းရာစီတစ်ခုဖြစ်ခဲ့ပါလေ။ဒီထဲမှာပါဝင်ခွင့်ရတာအံ့ဩစရာလည်းကောင်းပါလေ။လူတိုင်းအောင်ဒီသတင်းကိုအကြာကြီး စိတ်ထဲမှာရှိမနေပဲကျန်တဲ့ဇောင်းမောင်လေးလှူဆောင်ခဲ့တာကိုဂုံပြူနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီသတင်းဟာရာသီအပေါ်မှာအရေးမဲတက်ရောက်မှုမဖြစ်စေဘဲနဲ့ကလပ်တခုအနေနဲ့ကျွန်တော်တို့ရောက်ရှိကြတာတွေကိုလူတိုင်းဂုံပြူကြပါသည်အင်းဝင်းအဝေးဝင်းပွဲစဉ်တွေဂုံပြူတန်းစီမှုတွေအောင်းမဲခံမှုတွေဒါနဲ့အတူပါလာတဲ့အရာအလုံးကိုပျော်ရွှင်စွာဖြတ်သန်းကြပါသည်ကျွန်တော်တို့အတူတကောအောင်းမဲခံနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒေသင်းကိုလက်ခံဖို့အချိန်ယူရပါလေလူတွေပြောမှာမဟုတ်ဘူး စေပြဲကြမယ်ဆိုတော့လည်းကျွန်တော်သိပါလိမ့်။နောက်ဆုံးတော့ခင်ဗျားတို့ကျွန်တော်အပေါ်မှာဒေါသထွက်၊နောက်ကျင်နိုင်ပေမဲ့ကျန်တဲ့ဇာမာတွေအသိန်းသားတွေနေပြအဖွဲ့ဝင်တွေအခြားလူတိုင်းဟာတရားဒီဘလောက်ကောင်းခဲ့ကြလဲဆိုတော့ကိုခံစားနိုင်ပြီးပိသရိစီကနေချက်ချင်းမြင့်တာတဲ့အားပေးမှုကိုရာသီတစ်ချောင်းလုံးရယူခဲ့တဲ့လိုမျိုးခံစားနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါလိမ့်။ကျွန်တော်ပြောချင်တာတွေအများကြီးရှိပါလိမ့်။အဒီကတော့အကြီးမားဆုံးကျေးဇူးတင်စကားပါပဲ။ခင်ဗျားတို့ကကျွန်တော်နဲ့အတူအဆောင်ထဲကရှိနေကြပါလိမ့်။ ကျွန်တော်ကိုအားပေးခဲ့တယ်ကျွန်တော်နဲ့အတူရှိနေပေးခဲ့တယ်ခင်ဗျားတို့ရဲ့အားပေးမှုချစ်ခြင်းမြတ်တော်ခင်ဗျားတို့လှုပ်ပေးခဲ့တဲ့မြတ်အရာအားလုံးကိုကျွန်တော်ဘယ်တော့မှတရေမပြုတ်မိပဲမနေခဲ့ပါဘူးအဲ့ဒီမိနစ်တိုင်းကိုကျွန်တော်ချစ်မြတ်နိုးခဲ့ပါလေသူတို့ဘက်ကလည်းဒါကိုအပြန်အလှန်ခံစားရပါလိမ့်မယ်ကျွန်တော်ဒီကလပ်အတွက်ကျွန်တော်ရဲ့အရာအားလုံးပေးဆက်ခဲ့တယ်လို့ခံစားရလိမ့်မယ်လို့မျှော်လင့်မိပါလေကျွန်တော်ဘယ်တော့မှလုံနိုင်လိမ့်မယ်လို့မထင်ခဲ့တဲ့အရာတွေကျွန်တော်လုံးဆောင်နိုင်ခဲ့ပါလေ ဒီကလေးရဲ့ပြည်သက်တွေအားပေးမှုနဲ့အတူအဲ့ဒါတွေကိုလုံးဆောင်နိုင်ခဲ့ရတာကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်တဲ့တခုလေးသောအရာပါပဲကျွန်တော်ရဲ့အတူထောင်ရရှင်သန်နေမဲ့အမတ်တရားတွေလည်းအများကြီးရှိပါလိမ့်တန်တရားဖြစ်စီအောင်လုံးဝမရှိပါဘူးကျွန်တော်ပြန်လာမှာပါဒီနေ့နေ့မှာကျွန်တော်ကလေးတွေကိုအန်ဖီကိုခေါ်လာပြီးတော့ဒါဟာငါကစားခဲ့တဲ့နေရငါတို့အတူတူအောင်မြင်လုံးဆောင်နိုင်ခဲ့တဲ့အရာတွေရဲ့ဗီဒီယိုတွေဟာလိုက်တွေကိုလည်းပြသခြင်းပါသေးတယ် ဒါကြောင့်အားရအတွက်အထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ခင်ဗျားတို့လှုပ်ပေးခဲ့သမျှအရာအလုံးအတွေ့ကျေးဇူးအထူးတင်ပါတယ်။အားပေးမှုအတွေ့ကျေးဇူးအထူးတင်ပါတယ်။ကျွန်တော်အမြဲတမ်းခံစားခဲ့ရတဲ့ချစ်ခြင်းမေတ္တာတွေအတွေ့ကျေးဇူးတင်ပါတယ်။အမြဲတမ်းကျွန်တော်ဘက်ကလည်းယက်တီပေးခဲ့ကြတဲ့အတွေ့ကျေးဇူးအထူးတင်ပါတယ်။ကျွန်တော်ကလည်းကိုအမြဲတမ်းချစ်နေပါပါ။ကလပ်ကလူတွေကိုအမြဲတမ်းချစ်နေပါပါ။ပရိသတ်အနေနဲ့အားပေးတဲ့သူတွေကိုအမြဲတမ်းချစ်နေပါပါ။အစားမတရားအနေနဲ့ထွက်ခွာသွားပေမဲ့ ပရိသတ်တယောက်အနေနဲ့တော့ကျွန်တော်ထာဝရလဘဘူးပရိသတ်တယောက်ဖြစ်နေမှာပါလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေကျေးဇူးတင်ပါတယ်ပရိသတ်များလို့ကိုစိတ်နဲ့ဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ